အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ငင်းလင်းကြောင်းအင်းဝမှာပေါ်ထွက်လာတာရေအောင်နန်းတော်ကြီးမဟုတ်ဘူးဖះเจ้าတော်မိတာဖြစ်မယ်လို့ခံမှန်းထားတဲ့ဗီဒီယိုဖိုင်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးရဲ့အမြင်လေးကိုလည်းဝေဖန်တုံ့တက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ မင်းတို့အားလုံးမင်္ဂလာပါနော်အဲအခုရောက်နေတဲ့နေရာကျအင်းဝါပေါ့နော်အင်းဝါမင်းတို့ဘုတ်ရဲ့အနောက်ဖက်ညိုရိုးရဲ့အနောက်ဖက်မှာရှိတဲ့ဟိုရေအောင်နန်းတော်လို့ပြောပြောနေတဲ့နေရာပေါ့နော်ကျွန်တော်ဒီတော့ဒါကတော့ရေအောင်နန်းတော်လို့တော့အဲမထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ရေအောင်နန်းတော်ကျွန်တော်သိရတဲ့လောက်ကတော့ရေအောင်နန်းတော်ကအဆောင်ကြီး၈ဆောင်ရှိရတဲ့အတွင်းထဲမှာအဆောင်ကြီး၃ဆောင်ဘေးမှာအဆောင်မွားလေး၇ဆောင်နဲ့ရေအောင်နန်းတော်လွယ်အမတန်ကြီးမားတဲ့ရေအောင်နန်းတော်ကြီးဒါကတော့ကျွန်တော်ဖြစ်မယ်လို့တော့ကျွန်တော်အထင်ပေါ့နော်မဖြစ်နိုင်ဘူးဒါကတော့တရက်ကင်းဆိုတာဒါလေကားဖြစ်နိုင်တယ်နော်ဒါဒီမှာတရက်ကင်းရှိတယ်လေကားဖြစ်နိုင်တယ်ဒီကားတော့ကျွန်တော်အဲ ဖျားចောင်းတောင်ဖြစ်နိုင်တယ်ဗောနော်ဖျားဖျားဖျားဒီထဲမှာလန်ကူပေါ့လန်လန်ကူတော့ဖြစ်နိုင်တယ်လို့တော့ယူဆရတယ်ဗောနော်ဒီမှာအရှိမတရကင်းဆိုတော့လေဖြစ်နိုင်ချေအများကြီးရှိတယ်ဘာလို့လဲဆိုတော့မယ်နုအောင်ထောက်ကြည့်လိုက်ရင်ဒါကြီးကဘုံဝင်ပေါ်နေတာပါသူကနော်ပြီးတော့ဒီဟိုဘက်မှာကကျွန်တော်ဟိုအကြောင်းလေးလိုက်ညာလေးတော့ရှိတယ်ပေါ့အကြောင်းလေးဒီဘက်မှာတော်တော်လေးများတယ်ဗောနော်ဒါကကျွန်တော်ရောင်နန်းတော်လို့တော့လုံးဝမထင်ပါဘူးနော်ဘာလို့ဆိုတော့တရကင်းလည်းပေါ်နေပြီဒီမှာလည်းဖျားចောင်းတောင်ပုံစံပေါ့နော်ပုံစံပုံစံရှိတယ်ဆိုတော့ဒါပြည့်တော့ဆက်လက်နတ်ဖန်22ရက်နေလား22ရက်နေမှာစပြီးတော့အဲတူဖော်မယ်လို့ အဲသိရတယ်ပေါ့နော်နောက်ဖန်ဆိုရင်နောက်ဆိုရင်တော့ဒါဆိုတာခင်းနေ moment သိရမှာပါဗျာညာအဲကျွန်တော်တို့ဒီဟာဆိုလို့ကျွန်တော်ပတ်ပတ်လဲအကြောင်းလေးထားနေရတယ်ဒီတစ်ချက်သွားပြီးလေ့လာကြည့်အောင်နော်ဒါကြာကျွန်တော်တို့အခုငင်းငင်းလောက်သွားမှတဘာဝအကြောင်းကြီးပေါ့နော်ဒါဆိုလို့ရှိရင်သူ့အကြောင်းနဲ့သူပတ်ပတ်နဲ့ဝဝကြီးပေါ်နေတယ်ဆိုတော့ဒီအသွင်းမှာဘာရှိရမလဲဆိုတော့မသိနိုင်ဘူးပေါ့နော်ဒါကတော့ကျောင်းသူတင်တာကြီးအကုန်လုံးသူ့ဖို့ကြည့်မှာပဲအဲပေါ်လာမယ်လို့တော့ထင်တာပဲဗျာမနေ့ကနေ့စဉ်တင်းလေးစမယ်လို့တော့တင်ရတယ်ဗျာနော် ေဒါသာကြီးအောင်နန်းတော်ဆိုလို့ရှိရင်ညီညီပုံထဲမှာပြန်ကြည့်ရမှာပေါ့နော်အရှိတော်ကြီးအောင်နန်းတော်ကဘယ်နေရာမှာမြန်မာနိုင်ငံဘယ်နေရာမှာတည်ရှိရလဲဆိုအဲ့ဒါလေးတစ်ချက်ပြန်ထောက်အောင်မယ်တကယ်လို့ဒါသာကြီးအောင်နန်းတော်သာဆိုလို့ရှိရင်ဟိုအဆောင်လေးတွေဘေးပတ်ပတ်လည်မှာခုနှစ်ဆောင်နဲ့ဒီအလေမှာအဆောင်အကြီးကြီးအဲတစ်ဆောင်ပေါ့နော်ပေါ်ထုံးရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တူဖော်ပြီးမကြည့်ရသေးတဲ့ဘာမှမသိနိုင်သေးပါဘူးဗျာနော်ကျွန်တော်ထင်တော့ခုနပေါ်ထားတဲ့ဟာလေးကတော့အယောင်နန်းတော်လုံးဝမဟုတ်ပါဘူးလို့နော်မဟုတ်ဘူးလို့တော့ထင်တာပဲယူဆတာပဲနော်ဘာလို့လဲဆိုတော့တရကင်းလေးနဲ့အဲဖျားတောင်းတော့တိုက်လေးနဲ့ပေါ့နော်အဲ့ဒီပုံစံကိုသွားပါတယ်ဗျာဘာလို့လဲဆိုတော့ရှင်းတော့ကတည်ထားတဲ့ဖျားလေးကိုပြန်ပြီးတော့ထောက်ကြည့်လိုက်ရင်သိပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်